နောက်ကတော့ဆွဲသစ်ပါ DVB ရုံးမြင့်တန်းကြားညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်။မြန်မာသတင်းတွေကမ္ဘာသတင်းတွေအတူအားကစားသတင်းတွေကိုလည်းရှုစားကြမှာပါခင်ဗျာ။လာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကနေပြီးကိုယ်စားလှယ်လောင်းတွေရဲ့ရွေးကောက်ပွဲအတုံးစိတ်ကိုတုံ့ပြန်ပြင်ဆင်ထားတဲ့နိုင်ငံရေးပါတီများမတ်ပုံတင်ခြင်းနယူးဥပဒေများတတိယအကြိမ်ပြင်ဆင်တဲ့နယူးဥပဒေတွေကိုအော်တိုဘားလာ26ရက်ကထုတ်ပြန်လိုက်ပါတယ်။ ပြင်ဆင်လိုက်တဲ့နေဥပဒေအရနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနေဥပဒေများနေဥပဒေ27ပါငွေကျပ်350အစားငွေကျပ်300ငွေကျပ်300အစားငွေကျပ်1500ဆိုပြီးအစားထိုးပြင်ဆင်လိုက်ပါတယ်မူလနေဥပဒေ27မှာပါတီတစ်ခုအနေနဲ့အထွေထွေရွေးကောက်ပွဲမှာဖြစ်စေကြားပြတ်ရွေးကောက်ပွဲမှာဖြစ်စေရွေးကောက်ပွဲအတုံးစေးကိုပါတီကိုစားပြုရွေးကောက်ပွဲဝင်မဲ့ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးဒါမှမဟုတ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အတွက်ငွေကျပ်350တိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အတွက်ငွေကျပ်330ဆွဲနိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ပြင်ဆင်ပေးလိုက်တဲ့နယူဘရီအရာလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီအသီးသီးကကိုယ်စားလှယ်လောင်းတွေအနေနဲ့ရွေးကောက်ပွဲအသုံးစရိတ်အဖြစ်ငွေကျပ်300တိုင်းသားလူမျိုးကိုယ်စားလှယ်လောင်းတွေအနေနဲ့ငွေကျပ်3500သုံးဆွဲခွင့်ရမှာဖြစ်ပါတယ်။ကိုယ်စားလှယ်လောင်းတွေအနေနဲ့ရွေးကောက်ပွဲကုန်ကျစရိတ်တွေကိုတတ်မှတ်ရအတွင်း တက်ဆိုင်ရာရွေးကောက်ပွဲအဖွဲ့ခွဲတွေမှာတင်သွင်းရမှာဖြစ်ပြီးတမတ်ရက်အတွင်းမတင်သွင်းမှာကခုံအဖွဲ့စစ်စေးကအရေးချင်းပြည်ရင်သူတွေဖြစ်ကြေညာခံမှာလည်းဖြစ်ပါတယ်ခင်ဗျာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်အလောက်ရောင်ဆွေးနွေးပွဲကနေနိုင်ငံရေးစီးပွားရေးနဲ့ NCA ဆိုင်ရာအကြံပြုချက်63ချက်ရရှိခဲ့တယ်လို့စစ်ကော်မရှင်အဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောပါတယ်။ NCA 10နှစ်ပြည့်အခမ်းအနားပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးပြန်လည်တုံ့တက်ခြင်းအစည်းအဝေးကိုအောက်တိုဘာလ24ရက်ကနေပြည်တော်မှာပြုလုပ်ခဲ့ရမှာပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုဘူးဒဲကော်မတီ UPDJC ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရာပြေကပြောကြားခဲ့တာပါအလို့ရောင်ဆွေးနွေးပွဲကနေအကြံပြုချက်63ချက်ရရှိခဲ့ကြောင်းနဲ့တချို့ချက်တွေဟာအကျိုးရှိတဲ့အကြံပြုချက်တွေဖြစ်ကြောင်းလူငယ်တွေငြိမ်းချမ်းရေးကိုစိတ်ဝင်စားတာတွေ့ရကြောင်းအားသာချက်အားနည်းချက်တွေကိုပြန်လည်တုံ့တက်ပြီးနောင်ပြုလုပ်မဲ့အခမ်းအနားတွေမှာ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်လို့ဒုဗိုလ်ချုပ်ကြီးရပြေကပြောပါရယ် NCA 10နှစ်ပြည့်ခမ်းနားကိုပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တာဖြစ်ပြီးအလုံယုံဆွေးနွေးပွဲကိုပါတဘာတည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာရွေးကောက်ပွဲမှာကရင်နေပြည်နယ်ကမဲဆန္ဒနယ်၄ခုကနေကိုယ်စားလှယ်88ရာဝင်ရောက်ရှင်းပြမယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ကြေညာထားပါတယ် ရွေးကောက်ပွဲလုံးမဲ့မဲဆန္ဒနယ်၄ခုမှာဘလို့အခြေအနေတွေရှိနေပါလဲ။မော်ရစ်ကပြောပြပေးပါပါခင်ဗျာ။လာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲကိုခရီးနီပြည်နယ်ကမြို့တော်လွိုက်ကော်၊ဘောလခဲ၊ဖလူဆိုနဲ့ဒီမော့ဆိုမြို့နယ်စတဲ့မဲဆန္ဒနယ်၄ခုမှာကျင်းပမှာပါ။အဲ့ဒီမဲဆန္ဒနယ်၄ခုကနေခရီးပြည်နယ်ပြည်သူ့ပါတီ၊စက်ခံရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးကိုယ်စားလှယ်ပေါင်း၈၈ရောက်ရှိတယ်လို့ရွေးကောက်ပွဲကော်မရှင်ဘက်ကထုတ်ပြန်ကြေညာခဲ့တာပါ။ လက်ရှိရွေးကောက်ပွဲအတွက်မြို့တော်လွိုက်ကော်မှာရွက်ကွက်အုပ်ချုပ်ယူမှုတွေကတအိမ်တယောက်မဲစင်းရင်မဖြစ်မနေစစ်ဖို့အိမ်နောက်စုစင်းရင်လိုက်ကောက်နေပြီးလွိုက်ကော်မြို့ပြင်မှာရှိနေတဲ့စစ်ရှောင်းတွေကိုလည်းရွေးကောက်ပွဲအမိနေရပြန်ဖို့စစ်ကော်မရှင်တပ်တွေကလိုက်လံဖိအားပေးနေတဲ့အတွက်ပြန်လာတဲ့သူတွေရှိနေတယ်လို့လွိုက်ကော်မြို့ခံတယောက်က DPP ကိုပြောပါတယ်မဖြစ်မနေလို့ဒါပြန်လာပြီးတော့ အာနာရှိစစံအောက်မှာနေပြီးတော့ပဆက်ပိတ်နေရတာပေါ့တခုခုအခက်မသိရန်ဖြစ်တာတို့စကားများတာတို့ရှိခဲ့ရင်စစ်သားနဲ့ရဲကအမြဲ round လဲ့တာပေါ့နော်အဲ့ဒါ round လဲ့တော့သူတို့ကြားသွားခဲ့ရင်မထေထေတလူဆွဲခေါ်ရတယ်ပြီးပဆက်နဲ့ရွေးခိုင်းတယ်အဲ့ဒီဒီမှုဆိုတောင်းဝန်ခါတို့အရှိတကြောလို့အကုန်လုံးပြလာခိုင်းတယ်နော်ပြန်မလာတဲ့နေအိမ်တွေကအင်ချစ်ပိတ်မယ်လို့လည်းချင်းချောက်ထားတာရှိတယ်နော်ဒီမော့ဆိုဖလူဆိုဘတ်ချမ်းမှာတော့စစ်ကော်မရှင်တပ်တွေနဲ့တော်လိုင်းတပ်ပေါင်းစုတို့နှစ်တိုင်းတိုက်ပွဲဖြစ်နေပြီး စကြောင်းထိုးပြီးတဲ့ရွာတွေဖြစ်တဲ့ဒီမော့ဆူအနီနာကရွာတွေနဲ့ဖျားဖြူဖျားနီနီနာကဒေသခံတွေလည်းရေကောက်ပွဲမတိုင်ခင်နေရပြန်ဖို့ဖျားပေးချင်းချောက်ခံရတာတွေကြောင့်ဒီတလောပြန်တဲ့သူတွေရှိတဲ့အကြောင်းဒီမော့ဆူဒေသခံတွေကဆက်ရှင်းပြပါရယ်မြမရေကောက်ပွဲစောင့်ကြည့်လေ့လာနေသူတို့ကအခုလိုမျိုးရေကောက်ပွဲမှာဖျားပေးမဲစင်းစစ်ခိုင်းတာမဲထည့်ခိုင်းတာတွေနဲ့စစ်ဆောင်တွေကိုအတင်းကျပ်နေရပြန်ခိုင်းတာတွေဟာရေကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုဖြစ်တယ်လို့ထောက်ပြထားပါရယ်ဒါကဘာကိုပေါ်ပြနေလဲဆိုလို့ရှင်တော့ဒီရေကောက်ပွဲကိုဖျက်မြောက်ဖို့အတွက်ဒါ နိုင်ငံသားတွေကိုအတင်းကျပ်ပြားပေးပြီးတော့မှဟိုဒီရေကောက်ပွဲမှာတင်းမဲမထည့်ထည့်အောင်ပေါ့နော်ဆိုတော့သူမျိုးလုပ်တာဖြစ်တယ်ဆိုတော့မေးပေးခွင့်ကနိုင်ငံသားရဲ့အခွင့်အရေးဖြစ်လို့မဲမပေးဝဲနေခွင့်ကလည်းနိုင်ငံသားအခွင့်အရေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကိုတခြားအနည်းနဲ့ချိန်ချောက်တော့တည်ရေကောက်ပွဲဆိုင်ရာအကြံဖတ်မှုတာဖြစ်ပါတယ်တို့ ဘောလခဲမြို့ထဲမှာတော့စစ်ကော်မရှင်တပ်ရဲ့ခမရ330ခမရ429ခမရ433ညနဲ့ဘောလခဲမြို့မှာရဲစခန်းကျန်းရှိနေပါသေးတယ်။စစ်တော်ရေးလိုင်းနဲ့အင်တာနက်ဖြတ်တောက်ခံရမှုတွေကြောင့်မြို့ထဲကဒေသခံအားလုံးနှီးပါတိမ်းရှောင်နေတာကြားပြီးဖြစ်ပြီးမြို့ထဲမှာတပ်မိသားစုလောက်ပဲကျန်တော့တယ်လို့ဘောလခဲမြို့ခံတို့ကဆိုပါတယ်။ဒီဘောလခဲဆိုတာတော့ပြူဟာပြူဟာချုပ်ကင်ထားတဲ့မြို့ဖြစ်နေတယ်။အဲခါကျတော့သူတို့အစုမှုနဲ့မြေကိုသူတို့ယူထားတယ်။အာပြီးတော့ ဒီဘောလ်ကင်းမျိုးကိုကျွန်တော်ထိုက်ချုံနိုင်တယ်ဆိုတဲ့အနေထားတို့ပြချင်တာပေါ့နော်အမှန်ဆိုရင်ဆရာဒီဘောလ်ကင်းမှာကျွန်တော်ပြီးသူနေပြီးနိုင်တဲ့ပြီးသူကိုမရှိတော့တာဗျဟုတ်ကဲ့အခုဘောလ်ကင်းထဲမှာကြံတာကကျွန်တော်တို့ဒီစီကောင်စီထောက်ခံတဲ့အာလူနေစုပဲရှိပါတယ်ဗျာအဲ့ဒါပဲရှိတယ်ယူကဘွယ်လောက်ဝဲနေထားဆိုတာတကယ်တော့အာဘာမှမရှိပါဘူးလောက်လို့မရတာကျွန်တော် ဒီပြည်သူလူထုတွေကလည်းထွက်သွားပြီရုပ်ကဘွဲကော်မရှင်ထုတ်ပြန်ချက်အရဆိုရင်ဒီမော့ဆိုမဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၃ယောက်ဖရူဆိုမှာ၃ယောက်ဘောလက်ခဲမှာ၄ယောက်နဲ့လိုက်ကော်မှာ၄ယောက်ရှင်ပြိုင်မှာဖြစ်ပြီးအမျိုးသားလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်ကိုယ်စားလှယ်အဖြစ်မဲဆန္ဒနယ်၄ခုမှာ15ရောက်ရှင်ပြိုင်မှာပဲဖြစ်ပါတယ်။ရုပ်ကဝဲကျမမဲမဲဆန္ဒနယ်၄ခုမှာမြို့တော်လိုက်ကောတမြို့ပဲစစ်ကော်မရှင်ထိန်းချုပ်မှုအောက်မှာရှိနေပြီးဒီမော့ဆိုဖရူဆိုဘောလက်ခဲဘက်မှာတော့တိုက်ပွဲတွေနေ့တိုင်းဖြစ်နေစေပါ ရှန်ဂရီနီနယ်ဆက်ဖြစ်တဲ့ဖေခုံပင်လောင်းဘက်မှာလည်းစစ်ကော်မရှင်တပ်တွေနဲ့ PNO ပူးပေါင်းတပ်တွေစစ်ကြောင်းထိုးလာလို့ပြီးခဲ့တဲ့နှစ်လအတွင်းစစ်ဆောင်တပေါင်းကျော်ရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီးအခုချိန်ထိအမိုးကာနဲ့စားနပ်ရိက္ခာပိုင်းအကူအညီတွေလိုအပ်နေဆဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်မော်ရစ်ပါမန္တလေးတိုင်းမြင်းချမ်းမြို့နယ်မြင်းချမ်းအချင်းထောင်ကနိုင်ငံရေးအချင်းသားကိုချမ်းမင်းဟင်းကွယ်လွန်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကအော်တိုဝါလာ29ရက်နေ့မှာထုတ်ပြန်ပါတယ်။နိုင်ငံရေးအချင်းသားကိုချမ်းမင်းဟင်းဟာ ငင်းချန်ကျင်းထောက်မှာဖန်းစီခံနေရစဉ်ကြောက်ကပ်အသေးချောက်အသေးရောင်တဝါယောဂတွေရှိနေပြီး အသက်29နှစ်အရွယ်မှာအကျင်းထောက်အတွင်းဆေးဝါးဆောက်ရှောက်မှုမလုံလောက်တာကြောင့်အော်တိုဘားလ18ရက်နေ့မှာကွယ်လွန်ခဲ့တာပါနိုင်ငံရေးကျင်းသားကိုချမ်းမင်းဟင်းဟာ905ကကြီးဆက်သွယ်ရေးပုံမှဖောက်ခွဲလက်နက်မှုစတဲ့ပုံမှန်တွေနဲ့မတရားဖန်ဆီးခံရပြီးထောင်နဲ့15နှစ်6လချမှတ်ခံထားသူဖြစ်တယ်လို့သိရပါဗျ။ 2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလထိအကျဉ်းထောင်အသီးသီးမှာစေဝါဆောက်ရှောက်မှုလုံလောက်စွာမရရှိတာနဲ့အရေးပေါ်စေကူတာခွင့်မရရှိတာတွေကြောင့်ကြာဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား28ရောက်အထိရှိနေပြီဖြစ်တယ်လို့ PPNM ရဲ့စီးနွေရာသိရပါပါတယ်ခင်ဗျာမြန်မာနိုင်ငံကအခြေအနေတွေကိုဩစတြေးလျအစိုးရကိုအသိပေးဖို့နဲ့မြမရေလှရှားသူတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ဒေါက်တာမင်းမင်းဝင်းဘတ်ဩစတြေးလျနိုင်ငံကိုရောက်ရှိနေပါတယ်မင်းညို့ပေးဖို့ထားပါတယ်ခင်ဗျာ ဒီစီဇန်တွေကိုပါမောက်ကဒေါ်မီမီဝင်းဘက်ကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးအော်တိုဘာလ25ရက်နေ့ကဩစတြေးလျနိုင်ငံဆစ်ဒနီမြို့ကအော်ဘန်တောင်းဟောမှာဆစ်ဒနီမြို့ကမြန်မာတွေနဲ့လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။အဲဒီတွေ့ဆုံပွဲမှာအွန်လိုင်းကနေ KNLA ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်စောဘောကျော်ဟဲ KNDF ဒုတိယစစ်ဦးစီးချုပ်ကိုမာဝီနဲ့အထူးတိုင်းစစ်ဌာနနှီးပြူဟာ33စစ်စင်ရေးမှူးရဲဘော်စောရာကိုတို့တက်ရောက်ခဲ့ကြပြီး ကိုတေစာဆန်းကတော့ internet line အဆင်မပြေဖြစ်ခဲ့ရပါတယ်။အဲဒီတွေ့ဆုံပွဲမှာလွတ်တော်အမတ်တွေနဲ့တွေ့ဆုံမှုဒေသခံမြန်မာတွေနဲ့မြေပြင်ကစီရေးခေါင်းဆောင်တွေနဲ့တွေ့ပေးဖို့အတွက်လာခဲ့တာဖြစ်တယ်လို့ DVB ကိုဖြေကြားခဲ့ပါတယ်။အဲကျွန်မအရေးချက်ကအဲနှစ်ခုပေါ့နော်တခုကကြတော့ဒီဘက်မှာရှိနေတဲ့အာပြည်သူလူထုနဲ့မြန်မာလူနာပြည်မြန်မာနယ်ပွားပြည်သူလူထုတွေနဲ့တွေ့ဆုံပြီးတော့ပေါ့နော်သူကနောက်ထပ် လမ်းလျှောက်ထိတက်ကြဖို့ပေါ့နော်အဲ့ဒီဥစ္စာနဲ့စကားပြောရဲနောက်တစ်ခုကြတော့ Australia မှာရှိနေတယ်ပေါ့နော် official တွေ law maker တွေ foreign affairs နဲ့ပတ်သက်တဲ့လူတွေနဲ့စကားပြောပြီးတော့သူတို့တကယ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့နော်တကယ် real information ပေါ့နော်အဲ့ဒါမျိုးတွေသူတို့နားလည်အောင်ပြောပြောပြောဖို့ရှိတယ်နောက်ပြီးတော့တရုတ်ရဲ့ကူညီမှုကြောင့်မြန်မာနိုင်ငံမှာတော်တော်ဒုက္ခကြီးဖြစ်နေတယ်ဆိုတဲ့ဥစ္စာကိုသူတို့နားလည်အောင်ကျွန်မပြောပြောဖို့ရှိတယ်အဲဆိုပါတော့ scam center ိတယ်မလား scam center အ scam center ကလည်းမြန်မာနိုင်ငံထဲမှာရှိနေပေမဲ့တကယ် Australia မှာเนาะ1.2အ2 billion လောက်နော်သူတို့မှာလိမ်အလိမ်ခံထိသွားတယ်2 billion dollars ဆိုတော့အဲ့ဒီဥစ္စာတွေကိုလည်းသူတို့နားလည်အောင်ဆိုတာပြောမှုရှိတယ်နောက်တစ်ခုကြတော့တရုတ်ရဲ့ဟိုပါဝင်ပတ်သက်မှုနောက်ပြီးကြောက်ဖြူမှာလုပ်နေတဲ့ဥစ္စာတွေသူတို့နားလည်အောင်ပြောဖို့နောက်ပြီးတော့လည်းဟိုပါလေ minds ဥစ္စာဟိုမြေရှားတတ်တူပေါ့နော်ဘယ်လိုတွေဖြစ်နေလဲဆိုတဲ့ဥစ္စာသူတို့နားလည်အောင်ပြောဖို့ကျွန်မရောက်လာ ဒီသူတို့က member of the parliament you know သူတို့နဲ့လည်းတွေ့မယ်နောက်တစ်ခုကျတော့ဟိုဟို defect အာ defect ကသူက foreign affairs ပေါ့နော် foreign affairs study နဲ့လည်းတွေ့ဖို့ရှိပါတယ်အဲ့ဒီတွေ့ဆုံပွဲမှာ KND ရဲ့ဒုစီဦးစီးချုပ်ကိုမာဝီကလည်းတရုတ်နိုင်ငံရဲ့ဆွေဖက်မှုကြောင့်ဆေးရဲကူညီတချို့ဆုံးရှုံးရတာနိုင်ငံကအတိအမှတ်ပြုတဲ့အစိုးရတည်းရဲ့မရှိသေးတာရဲ့ကြောင့်လက်လက်ဝဲယူရေးအခက်အခဲလက်ရှိကိုဒေတာတွင်ကအမိုက်ကိုအရင်ရှင်းမိတာနဲ့ တနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်အားထုတ်သွားမှာဖြစ်ကြောင်းပြောပါရယ် စ်ကောင်စီကတော်လိုင်းတပ်ဖွဲ့တွေတင်ပြထားတဲ့မြို့တချို့ကိုပြန်လည်တင်ပိုက်နိုင်ခဲ့ရဆိုတဲ့သတင်းတွေအပေါ်မှာပြည်သူတွေအားလျှော်စိတ်ပျက်သွားမှာဆိုတာကြောင့်အခုလိုဒေသခံမြန်မာတွေနဲ့စစ်မြေတွေကခေါင်းဆောင်တွေတွေ့ပြီးဖို့စီစဉ်တာဖြစ်ကြောင်းပွဲစီစဉ်သူတယောက်ကပြောပါတယ်။စက္ကဆရဲ့တချို့နေနေတွေမှာသူတို့ပြန်လည်ထိန်းချုပ်နိုင်တဲ့ဟာတွေကိုပရိုပဂန္ဒာအနေနဲ့သူတို့အာစပီကောက်လုပ်လာတယ်။ဒီပေါ်မှာကျွန်တော်တို့နိုင်ငံသားရောက်ပြည်သူလူထုအနေနဲ့အားလျော့သွားမှာကိုစိုးရိမ်နေပါတော့။တကယ်တမ်းကျွန်တော်တို့ရဲ့ပြည်သူလူထု ဥဆောင်တဲ့တိုက်ပွဲကကျွန်တော်တို့မှာအောင်ပွဲတွေအများကြီးရထားတယ်။စကားစကားကျွန်တော်တို့တိမ့်ပိုက်ထားတဲ့နယ်မြေတွေကနေမှနယ်မြေအနည်းချင်းတော့ဒါပြန်လဲသူတို့ဟိုထိုးစစ်ဆင်နိုင်ပြီးတော့ပြန်လဲတိုက်ယူနိုင်တဲ့ဒါကိုသူတို့ကအများကြီး amplify လုပ်လာတယ်ပေါ့နော်။ဒီပေါ်မှာပြည်သူလူထုအနေနဲ့အားမလျော့အောင်မြေပြင်မှာရှိနေတဲ့ခေါင်းဆောင်တွေပြီးတော့ကျွန်တော်တို့ NUG ရဲ့ဥဆောင်မှုတွေတခြားနိုင်ငံတကာကပြပရောက်ကျွန်တော်တို့မြန်မာတွေပြည်တွင်းမှာရှိနေတဲ့ အဲဒီတော်လိုင်းရေးတက်ချွတ်လှူရှားစုတွေအားလုံးပူးပေါင်းပြီးတော့ဆက်လက်တိုက်ပွဲဝင်နေတယ်အောင်ပွဲတွေဖော်ဆောင်နိုင်မယ်ဆိုတာကိုယုံကြည်ဖို့မြေပြင်မှာရှိနေတဲ့အောင်ပွဲတွေကလည်းဆက်လက်လှူရှားသွားလာနေတယ်ဆိုတာလည်းမြင်လာအောင်လို့ပြည်သူနဲ့တွေ့ဆုံပြီးတော့ဒီဟာတွေကို sharing လုပ်ခြင်းဖြစ်ပါတယ်ဒေါက်တာမီမီဝင်းဘတ်ကဩစတြေးလျခီးစဉ်မတိုင်ခင်ကမလေးရှားဂျပန်ပြင်သစ် UK နော်ဝေးစတဲ့ခီးစဉ်တွေသွားခဲ့ပြီးအဲ့ဒီနိုင်ငံတွေကအစိုးရအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးလက်ရှိအခြေအနေတွေကိုတင်ပြနိုင်ငံကြောင်းသိရပါတယ်။အော်စတြေးလျနိုင်ငံမှာတော့ပတ်မဲလ်ဘုန်းစစ်ဒနီမြို့ကြီးသုံးမြို့ကမြန်မာတွေနဲ့တွေ့ဆုံခဲ့ကြပြီးအော်တိုဘာလ28ရက်နေ့မှာတော့ကင်ဘာရာမြို့ကနိုင်ငံသားရေးဝန်ကြီးဌာနနဲ့ပါလီမန်အမတ်၄ရောက်တို့ကိုတွေ့ဆုံမှုအစီအစဉ်ထားပါတယ်။ကျွန်တော်မင်းညိုပါခင်ဗျာ။ထိုင်းမြန်မာနယ်စပ်တားခိုင်မလမန်းမြို့နယ်ထဲမှာအော်တိုဘားလ26ရက်နေ့ကတရားမဝင်မြန်မာနိုင်ငံသား64ယောက် တော်တဲ့လမ်းကြောင်းနေစဉ်တာဝန်ရှိသူတွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့မန်နေဂျာအွန်လိုင်းထိုင်းတဲ့အရာသိရပါတယ်။ထိုင်းနေဂျာဆောင်တက်အမှတ်3501စစ်ကြောင်းဟာအောက်တိုဘာလ26ရက်မနေ့ကထိုင်းမြန်မာနယ်စပ်မဲလမန်းမြို့နယ်ဘန်နန်တစ်ဘွန်ဝမ်ကျွာအနီးလုံခြုံရေးလှည့်လည်စစ်ဆေးစင်မှာတောက်ထဲမှာတင်ကာမကင်းဖြစ်စရာလူတစုကိုတွေ့ရကြောင်းဝင်ရောက်စစ်ဆေးခဲ့ရမှာ ထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား53ယောက်နဲ့အမျိုးသမီး21ယောက်စုစုပေါင်း64ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။သူတို့ဟာတရားမဝင်အလို့သမားတွေကိုလာခေါ်မဲ့ခိုင်းငါဖြစ်တယ်လို့ဝန်ခံခဲ့တယ်လို့ဆိုပါတယ်။တရားတိခတ်ပါခင်ဗျာ။တာဝန်ရှိသူတွေကတရားမဝင်မြန်မာ64ယောက်လမ်းပြ3ယောက်နဲ့ကားတစီဆိုင်ကယ်တစီတို့ကိုဖမ်းဆီးပြီးလာဘကဥပဒေနဲ့ရေးယူဖို့မန်လမန်မြို့နယ်ရဲစခန်းစီကိုခေါ်ဆောင်သွားတယ်လို့သိရပါပါခင်ဗျာ။ တန်ကိုရီးယားနိုင်ငံဦးဆန်မြို့မှာမြန်မာနဲ့ကိုရီးယားလူမျိုးတွေပူပေါင်းပြီး2025ရွေးကောက်ပွဲကိုစတင်ချင်ကြောင်းနဲ့မြန်မာနိုင်ငံဆက်အနာသိမ့်မှုအလုံးမရှိစတင်ချင်ကြောင်းဆန္ဒပြပွဲပြုလုပ်ခဲ့ကြပါတယ်။မောင်တူပေးပို့ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအပတ်စဉ်ပြုလုပ်နေကြဆန္ဒပြပွဲအတွင်းအခုလိုကိုရီးယားမြန်မာ ဟူတွဲဆန္ဒပြခဲ့ကြတာပါဘုန်းတော်ဒီနေ့ကတော့တောင်ကိုရီးယားနိုင်ငံဦးဆန်းမြို့မှာနာဒလာရဲ့နောက်ဆုံးပတ်မှာမြမအရေးကိုကိုရီးယားမြန်မာပူပေါင်းပြီးဆောင်ရွက်နေတာဖြစ်ပါတယ်ဘုန်းတော်အာနာရှင်စနစ်ဆိုးကနေလွတ်မြောက်တဲ့အတီကတော့တောင်ကိုရီးယားနိုင်ငံဦးဆန်းမြို့မှာကိုရီးယားတွေနဲ့အတူအင်တာအားတိုင်းဆန္ဒပြပွဲတွေကျင်းပသွားမှာဖြစ်ပါတယ်ဘုန်းတော်တောင်ကိုရီးယားနိုင်ငံမှာတော့သူ့နေရာနဲ့သူဆန္ဒပြပွဲတွေ ောက်တကရမုံငွေရရှိရေးပွဲတွေအမျိုးမျိုးကိုကမ်ပိန်းတွေကျင်းပနေပါတယ်ဆိုတဲ့အကြောင်းကိုလည်းပဲဒီတိပြည်ပမှာရှိတဲ့တော်လိုင်းအင်အားစုတွေကိုအတိအပြပြောကြားအပ်ပါတယ်အားလုံးကျမ်းမှာချမ်းသာကြပါစေရေတော်ပေါ်အောင်ရအားလုံးရှင်ဘုရားကြောင့် တောင်ကိုရီးယားနိုင်ငံဆန္ဒပြပွဲအတွင်းကနေကြည်တွင်ပြပຫນွေဦးတော်လန်ရေးတိုက်ပွဲဝင်နေကြသူတွေကိုလည်းအားပေးစကားပြောကြားခဲ့ပါသေးတယ်။အနိုင်ငံဦးစံမြို့မှာတောင်ကိုရီးယားနိုင်ငံသားနဲ့မြန်မာနိုင်ငံသားတွေနဲ့အတူဆက်အာဏာရှင်အလုံးမရှိကြောင်းရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းအာဏာရှင်တော်လန်ကြောင်းဆန္ဒပြခဲ့ဆန္ဒပြခဲ့ကြပါတယ်။တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားများနဲ့အတူပြည်တွင်းပြည်ပမှာရှိသောမြန်မာနိုင်ငံသားများအားလုံးလည်းအားမငယ်ကြပါဘူး။ နဲလို့ဒီကနေပြီးတော့အဖေစကားပြောကြလိုက်ပါတယ်။တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဟာအပတ်စဉ်ဆန္ဒပြပွဲတွေပြုလုပ်နေကြတဲ့အပြင် NUG အစိုးရ PDF နဲ့ CDN တွေအတွက်လည်းရန်ပုံငွေရှာပွဲတွေပြုလုပ်နေကြပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူပါ ခွေတိုင်းပခောက်ကူမြို့နယ်ညောင်ချစ်ပင်ပြည်ရွာကနေစစ်ကောင်စီတပ်ကအောက်တိုဘာလ26ရက်နေ့လယ်7:00နာရီအချိန်မှာတည်ရင်ရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူ300ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။ပခောက်ကူမြို့တမတရားတက်ကနေညောင်ချစ်ပင်ပြူရွာကိုရောက်လာတဲ့စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲပြည်ရန်ရွာဘက်ကို60မမလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အမျိုးသမီးနှစ်ယောက်နဲ့အမျိုးသားတစ်ယောက်ထိခိုက်ခဲ့တယ်လို့ဆိုပါရယ်ပခောက်ကူမြို့တမတရားတက်ကနေထွက်လာတဲ့စစ်ကြောင်းကအော်တိုဝါလာ22ရက်နေ့မှာ ညောင်ချစ်ပင်ပြူရွာကိုရောက်လာပြီးအနေဝင်းကျင်ကျွာတွေကိုစစ်ကြောင်းထုတ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ဒေသခံတယောက်ကပြောပါတယ်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ထန်းတပင်ဝါကျွန်းတွင် ရေမြတ်ဖောင်ချောင်းဖောင်ခွဲပြည့်အိုင်ရွာသားကြီးနဲ့မြေပတောင်ကျွာတွေကဒေသခံတွေနေရဆွန့်ခွာထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်တွေတပ်ဆွဲနေတဲ့ညောင်ချစ်ပင်ရွာဟာပောက်ပခုတ်ကူမင်းတပ်ကာလမကြီးပေါ်မှာတည်ရှိတဲ့ ပြူရာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာရခိုင်ပြည်နယ်အမ်းမြုပ်ကို အော်တိုဘားလာ26ရက်နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်က Jet Fighter နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ကလေးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်က Jet Fighter နှစ်စီးဟာအမ်းမြုပ်မြို့ဟောင်းရက်ကွက်ကိုအော်တိုဘားလာ26ရက်နေ့လယ်3နာရီခွဲဝန်းကျင်မှာလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့တာကြောင့်အသက်6နှစ်အရွယ် မောင်စလိုင်းတင်းစော်ကိုထိခိုက်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကစစ်ရင်နဲ့သက်ဆိုင်မှုမရှိတဲ့အရဲသားနေတဲ့ရက်ွက်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးတုံနန်းចောင်းသားတယောက်ထိခိုက်ခဲ့တာလက်ရှိမှာတော့စစ်ကူတပ်မှုခံယူနေရတယ်လို့မြို့ကန်တယောက်ကပြောပါတယ်စစ်ကောင်စီတပ်ရဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခတိရှိတဲ့အမ်းမြို့ကို2024ဒီဇင်ဘာမှာအာရခတပ်တော်ကတင်ပတ်လိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကမကြာခဏဆိုသလိုဘုံကျဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီကစီးရဲတက်မှနေတဲ့ရခိုင်ငါးမြို့နယ်တွေဖြစ်တဲ့ကြောက်ဖြုန်နဲ့စစ်တွေမြို့နယ်တို့မှာလေကြောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့အေအေထိန်ချုံမြို့နယ်တွေကိုလည်းလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါပါတယ်ခင်ဗျာရခိုင်ပြည်နယ်မြောက်ပိုင်းကြောက်တော်မြို့နယ်ကမြို့ပြဒေသနဲ့အလံဝဲတဲ့ရိုးချောင်းအထက်ပိုင်းကျွရတွေမှာငှက်ဖြားရောဂါနဲ့ရာသီတောက်ခွေရောဂါတွေဖြစ်ပွားနေပြီးစေကူတမှုနဲ့ သွားလာရေးအခက်အခဲတွေကြောင့်ဒေသခံတွေစိုးရိမ်ပူပန်နေကြပါတယ်။ညီထွေးကရိုက်ကူးမေးမြန်းထားပြီးမြတ်သက်စင်ကတင်ဆက်ပေးမှာပါခင်ဗျာ။ရိုးချောက်ထပ်ပိုင်းဒေသမှာကျေးရွာပေါင်း20ကျော်ရှိပြီး ခမီးမျိုးစတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေနေထိုင်ကြတာဖြစ်တယ်လို့ဖွံ့ဖြိုးမှုနောက်ကြတဲ့ဒေသတခုလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ဒီရိုးချောက်ထပ်ပိုင်းဒေသကကျေးရွာတွေမှာငှက်ဖျားနဲ့ရာသီတုပ်ကွေးရောဂါတွေဖြစ်နေကြပြီး စေကူတာဖို့စေဝါတွေအခက်ခဲရှိနေကြသလိုကျမကြီးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ကြောက်တော်မျိုးနယ်ပညာဝကျေးရွာမှာနေထိုင်တဲ့ဥဥပါသိန်းကတော့ဝါကျွလောက်ကလေးကစပြီးယောဂရီစတင် ဖြစ်ပွားခဲ့တယ်လို့လက်ရှိမှာအိမ်တိမ်ကိုလူတရာနှုံးနီးပါးကူးဆက်ခံစားနေရတယ်လို့ဆိုပါတယ်။ဝါကျလအတုံးတမအတိတ်ဖြစ်ခဲ့တယ်။ဒီကိစ္စအဖြစ်လေးဆိုတာ ဝါကျူလာကနေနေမကောင်းဖြစ်ကြတာအဲ့ဒီမှာစေသမားတွေကစစ်ဆေးကြတယ်ငှက်ဖျားစစ်ဆေးကြည့်ကြတယ်ငှက်ဖျားကပေါ်ရတဲ့သူပေါ်တယ်မပေါ်ရတဲ့သူတွေလည်းရှိတယ်အဓိကကတော့ငှက်ဖျားလို့ဝေဖန်ကြတယ်ငှက်ဖျားပြီးရင်တုတ်ကွေးဖြစ်ကြတယ်ငှက်ဖျားဖြစ်လို့တုတ်ကွေးဖြစ်ကြတာကိုစီးစရာတယောက်ကငှက်ဖျားပြောက်စီရီပေါင်းမီဆေးထိုးတယ်ဒီဟာကအဆင်ပြေတယ်ကောင်းတဲ့သူတွေကလည်းကောင်းကြတယ်မကောင်းတဲ့သူတွေလည်းရှိတယ်နီးစရာဆေးပေးကန်ကြီးတော်ပြီးဆေးကုသမှုခံယူကြတဲ့သူတွေလည်းရှိကြတယ်ကောင်းတဲ့သူတွေလည်းရှိကြတယ် ကောင်းလို့အင်ကိုတယောက်ဆိုသလိုတယောက်ပြီးတယောက်နေမကောင်းဖြစ်ကြတယ်တယောက်ပြီးတယောက်တယောက်ပြီးတယောက်ပဲတန်းလိုက်ပဲဖြောက်ခဲ့တယ်မြို့ချောင်းထပ်ပိုင်းဒေသခံတွေဟာမြို့ပေါ်ကစေးရုံစည်းကမ်းတွေမှာတွားရောက်စေးကူတာဖို့ရေလမ်းကြောင်းတစ်ခုတည်းကိုသာအားထနေရတာဖြစ်တဲ့အတွက်အရေးပေါ်အခြေအနေတွေမှာသွားလာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်မြို့ပေါ်ကစေးရုံစည်းကမ်းတွေစီတွားရောက်ပြီးစေးကူတာမယ်ဆိုရင် နေထိုင်စရိတ်၊သွားလာစရိတ်နဲ့စေဝါကုသစရိတ်အနည်းဆုံးငွေကျပ်2သိန်းနီးပါးအထိ ကုန်ကျနိုင်ပြီးငွေကြေးခက်ခဲတွေလည်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။ဒီလိုအခက်ခဲတွေအတွက်ဒေသရင်းမှာကျန်းမာရေးဆောင်ရှောက်မှုပေးတဲ့အခြေခံအဆောက်အုံနဲ့စေဝါကုသပေးမဲ့သူတွေလိုအပ်တယ်လို့ကြောက်တော်မျိုးနဲ့တလူချောင်းကြီးရွာကကိုမောင်ရွှေအေးကပြောပါတယ်။အဲကျွန်တော်ဘက်မှာလည်းစီယုံစီကံမရှိပါလေကျွန်တော်တို့ဘက်မှာစီယုံစီကံတွေလည်းမရှိဘူး ရွာမှာကတတလမတလကုသပေးနေတဲ့ဆေးဆရာတွေပဲရှိပါတယ်။ဒါကြောင့်ဆေးရုံဆေးခန်းကဆေးကုသမှုပိုင်းတက်ကြွနာလဲလဲဆရာမတယောက်ဖြစ်ဖြစ်ရောက်လာစီခြင်းနဲ့တရားနဲ့တရားလောက်ပဲပဲရောက်စီချင်ပါ2023နိုဝင်ဘာလ23မှာရခိုင်တကြုတ်တဲစစ်ပွဲတွေဖြစ်ခဲ့ပြီးစေအုပ်စုက ရခိုင်ပြည်နယ်ကိုကုန်းလန်းရီလန်းတွေပိတ်ဆို့ထားပြီးတော့စေဝါနဲ့ရိတ်ခါတွေဖျက်တောက်ထားတဲ့အတွက်ဒေသခံတွေဟာအထွေထွေအကြက်တဲတွေခံစားနေကြရပြီး အကူအညီတွေများစွာလိုအပ်နေကြပါတယ်။ကျမမြတ်သိမ်းပါရှင်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးမှာပါ။ကနေဒါဝန်ကြီးချုပ်ဟောင်း Justin Trudeau နဲ့နာမည်ကြီးပေါ့ဆိုတော့ Kitty Perry တို့ဟာချစ်သူဆောင်တဲ့အဖြစ်ပါရီမြို့မှာပထမဆုံးအချိန်ဖွဲ့ထွက်လာပါဗျ။ အော်တိုဝါလာ25ရက်နေ့မှာကြာရောက်တဲ့ပယ်ရီရဲ့အသက်42နှစ်ပြည့်မွေးနေ့ပွဲကိုထရူဒိုကလူသိရှင်ကြားတက်ရောက်ခဲ့တာပါအဲဒီနောက် Crazy Horse Paris ကပွဲရုံကနေထွက်ခွာလာတဲ့သူတို့နှစ်ဦးကိုလက်တွဲရင်းပြုံးရင်နေကြတာကို တွေ့ရပါတယ်အသက်53နှစ်အရွယ်နိုင်ငံရေးသမားထရူဒိုဟာအနောက်ရဝတ်ဆောင်ပြည်နယ်ဖြစ်ပြီးပယ်ရီကတော့အနေရင်းရကိုကြက်ကာဝင်ကိုဝတ်ဆင်ထားပါတယ်ဒီဆောင်တွဲရဲ့အခြေအနေနဲ့ပတ်သက်လို့ပထမဆုံးသတင်းထွက်ခဲ့တာကနွေရာသီကာလမှာဖြစ်ပါတယ် ဆယ်စုနှစ်တခုနီးပါးလက်တွဲလာခဲ့တဲ့ The Lord of the Rings ရုပ်ရှင်သရုပ်ဆောင် Orlando Bloom နဲ့ပြီးခဲ့တဲ့ဇွန်လမှာလမ်းခွဲပြတ်ဆဲပြီးတဲ့နောက်မကြာခင်မှာပဲ Perry ဟာ Trudeau နဲ့စတင်ချိန်ထွေးခဲ့တာပါ ကနေဒါမြို့ Montreal မှာသူတို့နှစ်ဦးတည်းချိန်ထွေးတဲ့သတင်းထွက်ပေါ်ခဲ့သလို Santa Barbara ကမ်းခြေအနီးကရွက်လေတစ်ခုပေါ်မှာလည်းအနမ်းချင်းဖလှယ်နေတာကိုဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်2023ခုနှစ်မှာကွာရှင်းခဲ့တဲ့ Trudeau ကတော့ဇနီးတဲ့ဟောင်း ဆိုဖီဂရက်ကွာနဲ့တာသမီ၃ကိုပိုင်ဆိုင်ထားပါတယ်။တစ်ချိန်တည်းမှာပဲပယ်ရီဟာမင်းသားဘလွန်းနဲ့ရရှိခဲ့တဲ့အသက်၅နှစ်အရွယ်သမီးလေးဒေးစီရဲ့မိခင်ဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ရလမကောင်းချိန်မှာအတင်းပူတဲ့ပိုင်ရှင်စာဂျင်ရက်ကလစ်ရဲ့ဖိအားပေးမှုတစ်ချိန်တစ်ခါမှမရှိခဲ့ကြောင်းနီးပြအမော်ရင်ကပြောသွားပါဗျ။ ရိုက်တန်အတင်းကိုလေကိုနှစ်ကိုနဲ့နိုင်ရခဲ့ပြီးလမ်းချောင်းမှန်ပေါ်ပြန်လည်ရောက်ရှိလာပြီးတဲ့နောက်အတင်းပိုင်ရှင်ရဲ့ဖီးအားမရှိကြောင်းနီးပြအမိုရင်ကထုတ်ဖော်ပြောဆိုခဲ့တာပါ United မှာမိမိလှုပ်ဆောင်နေတာတွေနဲ့ရလတ်မကောင်းတာတွေအပေါ်အတင်းတာဝန်ရှိသူတွေဘက်ကနေစိတ်ကတိကအောင်ဖြစ်အောင်တစ်ခါမှလှုပ်ဆောင်ဘူးခြင်းမရှိဘဲမိမိရဲ့လုပ်ငန်းစဉ်အပေါ်အပြည့်အဝယုံကြည်ထောက်ခံမှုပေးခဲ့ကြောင်းနီးပြအမိုရင်ကပြောပါတယ်ဒါပေမဲ့ဖီးအားတွေရှိခဲ့တာကပြိတ္တတွေကြောင့်သာဖြစ်ပြီးပြိတ္တတွေနဲ့ဆက်ဆံရေးကပုံမှုခက်ခဲကြောင်းဘောလုံးမှာ တပတ်အတွင်းမှာပဲအပြောင်းလဲတွေရှိနိုင်ကြောင်းနီးပြအာမိုရင်ကပြောသွားခဲ့ပါတယ်ခင်ဗျာဒီ VB ရမြင့်တန်းကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ကြည့်ရှုခဲ့ရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ thank you